သူတို့တောက်တဲ့လက်ဖက်ရင်နဲ့ရေရောကနေတဆဲတွေ့ရောက်သွားတာဆိုပြီးအရာရှိဆိုင်တရာရှင်းပြနေပါတော့တယ်။နောက်ပြီးဝန်ထမ်းကိုရေကဖြစ်စီအပြောင်းလေးကိုနေ့တိုင်း CEO အိုက်ဆဂျွန်အဖွဲ့က လူတွေကလက်ဖွင့်နှိုက်တဲ့စစ်သေးကနေစောက်ကြည့်နေတာလို့ဒေါက်တာမှဆန်ဒီအားစပီးရှင်းပြနေခဲ့ပါတယ်။တကယ်တော့ပေဆောင်သူ CEO ကိုအိုက်ဆစ်ဂျန်ပြန်ပြန်ပြကုမ္ပဏီတစ်ခုနဲ့အကြံတူတဲ့စေဝါတစ်မျိုးကိုသာတီထွင်ခဲ့ပြီး၎င်းတီထွင်မှုကနောက်ကောက်တတ်ကြံခဲ့လို့ဘိုင်းရတစ်မျိုးနဲ့ဖြစ်စည်းကိုပါတီထွင်ခဲ့ပြီးဘိုင်းရကလူတွေ ဂျားတွေပြင်းထန်သွားတဲ့အခါလူတွေကဖြစ်စည်းအတွက်သူတို့ကုမ္ပဏီကိုမိခိုလာလိမ့်မယ်ဆိုတာကိုဂျိုတင်ဒရိတ်မီလိုခုလိုပဲပွေးတဲ့ကုမ္ပဏီကဝန်ထမ်း5ယောက်ကိုဖြစ်စည်းရတားကောင်တွေအဖြစ်ရွေးလိုက်ခြင်းဖြစ်ပါတယ်။ဒါမှလည်းကောက်ကွစီရပြောင်းလဲမှုတစ်တစ်လေးကိုတော့ဝန်ထမ်းတွေကိုယ်တိုင်တော့မသိဘဲလာတော့မဲ့ဘိုင်းရရဲ့ဖြစ်စည်းကိုစမ်းသပ်နိုင်ခဲ့ကြောင်းအရာရှိစံတရားချင်းပြနေပါတော့တယ်။ဒါပေမဲ့ဖြစ်စည်းရပထမအဆက်ပဲရှိသေးတာမို့စမ်းသပ်ခံရတဲ့ဝန်ထမ်းတွေကိုအရင်တိုင်းပြန်ဖြစ်အောင်ကုလို့မရဘူးလို့ဒေါက်တာမှစံတရားချင်းပြလိုက်ပါတယ်။ဒေါက်တာရဲ့အတွေ့အကြုံနဲ့ပညာတွေကိုအသုံးချပြီး တက်နေတဲ့လောက်ကူတာပေးခဲ့ပေမဲ့လည်းအရင်အတိုင်းပြန်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ကြအောင်စန်ဒီအာပြန်ပြုတ်ကြပါတော့တယ်။နောက်ပြီးဝန်ထမ်းတွေအကုန်လုံးကခန္ဓာရောစိတ်တွေရောအားနေသွားကြပြီးအမေးလိုက်တဲ့တရိတ်ဆန်တွေလိုဖြစ်သွားခဲ့ကြအောင်ဒေါက်တာမတ်ထက်မြန်ရှင်းပြပြပါတယ်။တန်ကူတော့မရနိုင်လို့တဲ့သူတို့ပေါ်ရတဲ့ကအရှိန်မေးတစ်ခုလို့သူတို့ကိုချင်းချောင်းနေတဲ့ယောဂအတွက်နောက်ဆက်ပြီးဖြစ်ပြလာတဲ့လူသားတွေအတွက်ရောအကောင်းဆုံးဆုံးဖြစ်ချက်တစ်ခုကိုသူတို့တွေ 15ရောက်လုံးချမှတ်လိုက်ကြပါတယ်။ခလေးကိုဆုံးရှုံးလိုက်ရတဲ့မိယာကအစာဝန်ထမ်းအားလုံးဟာသူတို့ရဲ့ CEO အိုက်စစ်ဂျွန်ကိုလစ်တုံးပြန်ရန်ဒေါက်တာအားပြောပြကြပါတယ်။ဒေါက်တာကအုပ်ပိတဲ့အတွင်းကနေရှင်းခိုင်းဖို့ဝန်ထမ်းတွေအားလုံးအားပြောပြတဲ့အခါသူတို့ကတားခေါင်အဖြစ်တိုးလိုက်ခံရတဲ့မုတ်ဆိုးကိုသူတို့ကိုယ်တိုင်ပဲစီရင်ချက်ချပြရစေ။ဒါဟာလည်းလူသားတွေကောင်းကျိုးအတွက်ဂတိကဝတ်တစ်ခုသာဖြစ်တယ်လို့ဒေါက်တာအားဝန်ထမ်းတွေကတောင်းဆိုခဲ့ပါတော့တယ်။ဒေါက်တာကလည်းအတန်တားပြီးမင်းသူတို့တို့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုမပြင်းလို့တော့အတိတာကြောင့်တားမရပဲရှိ နေတာလို့အရာရှိဆိုင်တီအချင်းပြလိုက်ပြီးတစ်ဆက်တည်းမှာပဲ CEO အိဆက်ကျော်ကိုဘလို့တက်ခဲ့လဲဆိုတာကိုသူနဲ့မတိုင်ပင်တာမို့မသိတာပါဆိုပြီးဆိုင်တီအဒေါက်တာမှပြပြလိုက်ပါတယ်ဒေါက်တာရဲ့ပြောကြားချက်ကိုတီးပြီးနောက် ရင်းရင်းကိုပြန်လာလိုက်ပြီးအိုက်ဆက်ဂျုံကိုတက်တက်သူဝန်ထမ်းတွေကတယောက်ယောက်ဆိုတာကိုသိနေပေမဲ့ဘယ်သူမှမသိလို့ဝန်ထမ်းအားလုံးကိုပြန်လွှတ်လိုက်ရပါတယ်။ဒါကြောင့်စန်ဒီရဲ့အနေနဲ့အိုက်ဆက်ဂျုံကိုတက်တက်သူကယုံတွဲကဝန်ထမ်းတယောက်ဆိုတာကိုသိလိုက်ပြီး CCTV မှတ်တမ်းရနောက်ပြီးယုံတွဲလှောက်ရှားမှုနဲ့ယုံတွဲယုံပြအလေအထားအရာဘလို့တက်သွားတာလဲနောက်ပြီးဘလို့တက်လိုက်တာလဲဆိုတာကိုလုံးဝအဖြေရှာမရပဲဖြစ်နေပါတော့တယ်။အင်ကိုရောက်လို့စားရေးခုံတဲ့ကော်ဖီတောက်ဖို့ပြင်းပြင်းစီမှာပဲတင်းနေတဲ့ပိုးဟတ်တကောင်ကိုပရိသတ်တွေအများကြီးသိဆောင်နေတာကိုမြင်လိုက်တော့ မှာအရာရှိစံဒီအနေနဲ့အိုက်ဆက်ကြောင့်တော့ဦးတင်းလောက်ကျန်တာမဟုတ်ဘဲဝန်ဒါ15ယောက်လုံးပေါင်းပြီးလောက်ကျန်ထားတာကိုသဘောပေါက်လိုက်ပါတော့တယ်ပြီးနောက်ရုံးရင်းရုံးတဲ့ CCTV မှတ်တမ်းတွေရဲ့အရှင်ဘာဟမုန်းတွေကိုပြစ်စစ်စေတယ်နောက်ပြီးထိုးနေဝန်ဒါအားလုံးတွေရဲ့လှုပ်ရှားမှုတွေကိုသေချာလေးတွစ်ချက်လိုက်ပါတော့တယ်အိုက်ဆက်ကြောင့်က ပန်းနာရင်ကျအပြင်းထန်ရှိနေတာကိုကောင်းကောင်းသိနေတဲ့ဝန်တိုင်းတွေကအိုက်ဆစ်ကျွန်ရုံတက်တဲ့နေမှာပဲလုံချုံရဲ့ဥလေကပိတ်လုံးပြတ်သွားလို့ဆိုပြီးပြင်လိုက်မယ်ဒါပေမဲ့ပိတ်လုံးအဟောင်းကိုမိတ်သက်ဆေးဘူးထားတဲ့စီပေါ်မှာသာထားပေးရမယ်နောက်ပြီး alpha ရုံကိုလာတဲ့အခါကားကိုမိတ်သက်ဆေးဘူးထားတဲ့စင်ဘေးနားမှာရထားခေးလိုက်မယ် ရင်းနှီးမှာပဲဝန်ထမ်းကောင်းပြီးတယောက်ကနောက်ကျမှအလောက်ကိုလာပြီးအိုက်ဆက်ဂျွန်တယောက်ထဲတာ၃လက်ရှိတဲ့အင်တာရှိရာက၄ဝန်၄ထက်ပေါက်ရှိရာကိုလုံချူရေးဥလစ်မီတာစီပုံမှာတင်ထားခဲ့တဲ့ပိတ်လုံးရဲ့အဆက်တစ်ဖက်နဲ့ချိန်ဆက်ပေးခဲ့ပါတယ်။ရုံးတန်းတဲ့မီယာကရင်းနှီးတွင်အစည်းအဝေးတစ်ခုကိုစီစဉ်ထားရပါမယ်။ပြီးရင်ရာချစ်ကိုအစည်းအဝေးခန်းထဲကိုပို့ပြီးဖာရတ်ရဲ့တာဝန်ကအိုက်ဆက်ဂျွန်ကိုအစည်းအဝေးထဲလာခိုးဖို့ပါပဲ။စပယ်ချန်က ဆေးပါပြီကိုရုံးပြတ်ထွေးပြီးဆေးလိုက်တော့ကိုခိုးတဲ့အချိန်အယ်ဗာကတစ်ခါလေးလိုက်သွားရပါမယ်သူတို့၃ယောက်ထွက်သွားပြီး၅မိနစ်ကြာမှပဲတချင်ရေလုတ်တဲ့ MPG စင်တူကအဲ့ဆက်ဂျွန်ကော်ဖီတောက်တဲ့ကော်ဖီဆက်သေးက no see a drive line ဒီကိုစားဖြတ်အသေးစားလေးတစ်ခုကိုတည်ထားရပါမယ်အဲ့ဆက်ကျွန်တော်ကော်ဖီတောက်ဖို့လောက်တဲ့အခါသူအင်ကြီးပေါ်ကော်ဖီတင်ဆင်သွားတဲ့အတွက်သူတယောက်သေးတာ၃လက်ရှိတဲ့အင်တာထဲကဘေးစင်ကိုတွားလိမ့်မယ်အဲ့ဒီအခါသူအင်တာတကားကအလိုလျောက်ပိုက်တဲ့တကားမို့တကားလက်ကင်ပေါ်တွေရုံးကိုပထမဆုံးရောက်တဲ့သူနီနာကတက်ရှူတစ်ခုကိုညှထား ပေးရပါမယ်။ဒါပေမဲ့တကားလက်ကင်ကိုလုတ်ပွေရကြံခဲမှာဖြစ်လို့လက်နဲ့ကင်လို့တော့မရပါဘူး။ဒါမှလည်းတကားကသူ့အလိုလိုမပိုက်ပေးနေမှာဖြစ်ပါတယ်။ပြီးရင်လူရှင်ရဲ့ဥရဲ့ပေးတဲ့ငူကြီး တို့ကိုအတုံးပြုတ်ပြီးဖန်တီးထားတဲ့အထူးတို့နဲ့အင်တာတကားကိုအပြင်ကနေပိတ်ထားမှဖြစ်တယ်။အပြင်ဝင်လက်ဖက်ရသွားတောက်တဲ့ဝန်ထမ်း၃ယောက်က CCTV ရှိတဲ့နေရာနားတွေထိုင်လိုက်ပြီးနေရာက CCTV တဖန်ထားလို့ရအောင်ထိုင်ပြီး CCTV ကဖမ်းယူလို့မရတဲ့ Elver ကတော့မီတာဆေးဖူးနဲ့ချိန်ထားတဲ့ပိတ်ကိုဖြုတ်ပြီးမင်းသက်စီဘူးပူလန်တင်ထားတဲ့ကြံနေတဲ့ပိုက်လုံးနောက် သစ္စာကမိသက်ဆေးမှုနဲ့တေးချခြိုက်မှာဖြစ်ပါတယ်။အဲ့ဒီရှင် CCTV ကနေ value ထားတဲ့နှစ်ယောက်ကတော့ effort ကိုရှိနေတယ်ထင်ရအောင်စကားပြောနေရမှာဖြစ်ပါတယ်။အဲ့ဒီနေ့မှာမိသက်ဆေးမှုနဲ့ဆက်ထားတဲ့ပိတ်တွေကိုမမြင်ရအောင် plastic တွေနဲ့မိခုံငွေတွေထွက်နေအောင်လို့ drone ကမူရအများကြီးစားပေးရပါမယ်။မူရအများကြီးစားလိုက်လို့ထွက်လာတဲ့ plastic တွေကိုမီးရှို့လိုက်တဲ့အခါမိခုံငွေတွေကြောင့်ပတ်ဝန်းကျင်ကလည်းသူတို့ဆက်ထားတဲ့ပိတ်ကိုမမြင်ရအောင်သူတို့ရုံးခန်းတွေကိုဘယ်သူမှမလာကြမှာပဲဖြစ်ပါတယ်။တချင်ရဲ့လောက်တဲ့ MPG စင်တူက ISIS ကြောင့် COVID ဖီဖူတဲကနွန်စင်မှာဆောင်ရွက်အပိုင်းအစကိုထိပြီးရင်တော့ပုံဆုပ်စစ်ကိုဖွင့်ရပါမယ်။ ISIS ကျွန်ပိနေတာကိုအပြင်ကလူတွေကမကြားအောင်လို့ပါ။ ISIS ကျွန်ကလည်း COVID-19 မှာ ခလုံးနှိပ်လိုက်တဲ့အခါကိုဗစ်ဆွန်းထွက်လို့ဒုတိယဒေသတုံးတဲ့အင်တာတီကိုဆင်းရသွားတဲ့အရှင်ဝင်မိခလီနှစ်ယောက်ကလည်းခြေတောက်ရှင်ရဆောင်ပြီးတစ်ယောက်ကအထူးပြောရတဲ့ species ရဲ့သူ့ကိုတကားလို့ထိုးလိုက်ပါတယ်လွတ်ချသွားတာနဲ့နောက်တစ်ယောက်ကခြေဘူးကိုကျမ်းပြက်ဖို့ပိတ်ချလိုက်ပြီးတဲ့အခါတိုက်ချင်းရဲ့ MPG စင်တီကဖုန်ဆောက်ဆွေးနဲ့တက်ချင်းရဲ့ဆက်လုပ်ပါတော့တယ်ဖုန်ဆောက်ဆွေးရဲ့အတန်ကိုကြားတဲ့လက်ပြည့်ရဲ့တောင်းနေတဲ့၃ယောက်ထက်က Africa လည်းမိသက်ဆေးဘူးတွေကကာဝရန်အောက်ဆက်ကို9မိနစ်ကြာအောင်အမြင့်ဆုံး assistant ပြီးထောက်လွှဲပါတော့တယ်။အဲ့ဒီအချိန်မှာအင်တာရုတ်တက်ရှိနေတဲ့ ISIS ကြောင့်ကာဝရန်အောက်ဆက်တွေကြောင့်အသက်ရှူတွေကျက်လာပြီးအပြင်ကလူတွေကိုကူညီတောင်းဖို့တကားလက်ကန်ကိုဖွင့်တဲ့အခါဖွင့်မရတော့ဘဲကြမ်းပြင်တဲ့ကောင်ထိပ်ပြီးတည်ဆုံသွားပါတော့တယ်။9မိနစ်ကြာပြီးတဲ့နောက်မှာမိသက်ဆေးဘူးကိုတိချပြန်လောက်ပြီးပိုက်လုံးနဲ့ဆက်ထားတဲ့အင်တာလေးဝင်လွှဲထွက်ပုတ်ကိုလည်းပြန်ဖြောင်းလိုက်ပြီးသူတို့၃ယောက်လုံးလည်းမသိတလို့နဲ့ရုံပြုတ်ကိုပြောင်းဝင်သွားပါတယ်။ထို့အရှိမအစည်းဝေးလုံးတွေတဲ့ ဖာယာကအိုက်ဆစ်ဂျန်အားလာချောင်ရမှာဖြစ်ပါတယ်အဲ့ရှိမှအိုက်ဆစ်ဂျန်သေဆုံးနေတာကိုသိမှဖြစ်ပါတယ်ဒါတွေကိုသူတို့ ဝမ်းမခံလဲအရာရှိစန္ဒီတရားကောင်းကောင်းကြီးကိုတွတ်ဆလိုက်နေပါတယ်ဒါပေမဲ့ဥပဒေဆိုတာတရားမေတ္တာမှုကိုကောက်ကွယ်နိုင်ဖို့ပြဋ္ဌာန်းထားတဲ့စေးပေါင်တစ်ခုမို့ဒီကစားပွဲမှာတကယ်တမ်းအမေးလိုက်ခံလိုက်ရတဲ့သူခွေကအပြစ်မရှိတဲ့ဝန်ထမ်းတွေပဲဆိုပြီးအရာရှိစန္ဒီအနေနဲ့ခံယူလိုက်ပါတယ်ဒါကြောင့်ဥပဒေဆိုတဲ့အာဏာကိုဖိချိုက်ပြီးကိုချင်းစာတရားကိုလက်ကင်ထားကဝန်ထမ်းအားလုံးရဲ့လောက်ရောက်ကိုမသိတယ်လို့ဥပက္ခပြုတ်လိုက်ရင်သူ့အထက်အရာရှိအောင်အိုက်စစ်ကျွန်ကအတိရှိချက်ပြီးတည်ဆုံးသွားကအတိပြုတ်လိုက်ပါတယ်သူ့ အထက်အရာရှိကလည်းအမုတ်တခုကိုတပတ်အတွက်အဖေရောင်းချတတ်တဲ့အရာရှိဆန်ဒီအားတိုးဆက်ကားကိုအောက်သက်တနစ်တာလက်ခံလေရပါတော့တယ်အမေရိကန်ရဲ့ဆစ်ချောက်ရုံးမှာတမတာအိဗရာဟင်လင်ကပြောခဲ့တဲ့စကားတခုရှိပါတယ်လူတယောက်ရဲ့အကြောင်းကိုသိချင်ရင်သူ့လက်တစ်ကိုဝင်နဲ့အာနာဆိုတာကိုပစ်ထည့်လိုက်ပါတယ်သူ့ရဲ့မူရင်းစိတ်အမှန်ကိုပေါ်လာပါလိမ့်မယ်တခါတလေမှာဥပဒေဆိုထားတဲ့လူသားရှိစာနာတမှုကိုအရာရှိဆန်ဒီကပြောဝတ်ချင်ပြီးပြတ်သွားတဲ့စကားလေးတကားပဲမို့လူတိုင်းသွားကြည့်တဲ့စကားလေးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီ rocket လေးကိုကြိုက်တယ်ဆိုလို့ရှိရင် light spray လေးလောက်ပြီးပြောချင်ပါတယ်